ဘက်မှာရှင်းပြပေးမယ့်ပုံစံလေးရတာပေါ့လေနော်ဒါကိုရီးယားလူမျိုးတွေရဲ့ယောဂဆန်ဟွာဆိုတာကဘာလဲဆိုလို့ရှင်အပန်းဖြေနေထိုင်မှုအကြောင်းကိုပဲကျွန်တော်ရှင်းပြပေးမယ်ပေါ့လေနော်โอเคကိုရီးယားနိုင်ငံရဲ့အပန်းဖြေနေထိုင်မှုဆိုတာဘာလဲလဲပေါ့လေနော်ကျွန်တော်တို့အရင်ဆုံးကြည့်ကြည့်အောင်အဲကိုရီးယားလူမျိုးတွေကကျွန်တော်တို့ကပေါ့နော်အဲအလုပ်သူတို့သူတို့ရဲ့ life မှာပေါ့နော်သူတို့ရဲ့ဘဝမှာဆိုလို့ရှိရင်အဲနော်ငငယ်တည်းကနေစပြီးတော့ဟိုအသက်တည်ဆုံးချိန်အထိပေါ့နော်အသက်60 90အထိ ကျွန်တော်အလုတ်ကမယမနာလုတ်ကလည်းပန်းပြေနေတိုင်းမှုဆိုတာနဲတယ်အဲ့တော့တောက်ချအလုတ်အလုတ်လို့နော်ကျွန်တော်အထက်တန်းကျောင်းသားဘွားဆိုလို့ရင်လည်းပဲကျွန်တော်ဘာလို့ရလဲဆိုရင်နော်ဒီကျောင်းသားဘွားမှာလည်းပဲကျောင်းနေတက်ရတယ်ထုံနေလောက်မှာအသက်30လာရောက်ပြီဆိုတာလည်းပဲမိသားစုနဲ့နေရတာများပါနေရတာနဲတယ်ပုံနေနော်မြေတဲ့လုပ်ငန်းဝင်တဲ့မှာကြီးပဲသူကနေရတာများတယ်အားအကြောင်းမလို့သူတို့တွေကဘလို့နေထိုင်ကြလဲနော်ဘလို့အပန်းပြေနေထိုင်လဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးပါမယ်ပေါ့နော် တော်တော်များများတော့ကိုရီးယားလူမျိုးတွေရာပေါ့လေနော်အဲတနင်္လာတူတောက်ကြနေမှာကျွန်တော်တို့ရုံတက်တယ်ပေါ့လေနော်တောက်ကြနေဒီရုံတက်တယ်တောက်ကြနေညက်နေလားညီစပြီးတော့အဲဘောနော်ဒီတနင်္ဂနွေနေ့နဲ့မနက်ပိုင်းအထိဒီသူတို့တွေဒီတပတ်ကိုတခါမိသားစုနဲ့တူတူပေါ့နော်အပန်းဖြေခရီးထွက်တာ များပါပဲပေါ့နော်ဒီလိုမျိုးနေထိုင်တာများတယ်ဒါပေမဲ့တချို့သူတွေကြတော့ဟိုပေါ့နော်ဟိုဘယ်လိုပြောမလဲကိုရီးယားနိုင်ငံမှာဗျာ တနှစ်ပတ်လုံးကိုကတော့အလုပ်ထဲမှာကြီးပဲလုပ်လုပ်အလုပ်ကြီးပဲလုပ်နေရတဲ့လူမျိုးတွေလည်းရှိတယ်။ဆောက်လုပ်ရေးလုပ်ငန်းဝင်တွေဆိုရင်တော်တော်များတည်တာတယ်။အိမ်ပြန်ချိန်ကနည်းပါတော့သူတနေ့တခြားစီသွားပြီးတော့ကတော့ဟိုမိသားစုနဲ့ခွဲပြီးအလုပ်တွေလုပ်နေရတယ်ကတော့ဒါကိုရီးယားလူမျိုးတွေရဲ့အဲ့လိုအချိန်မှာသူတို့ဘာကြီးလောက်ကြလဲဆိုရင် TV ကြီးကြည့်တယ်ဟလာကျွန်တော်မြန်မာပြည်မှာဆိုဂျူမုံကားပေါ့နော်ဂျူမုံကားကြီးတယ်နော်အဲဆောက်တွေဖတ်တယ်နော်တခြားတော့ဟို shopping ကြော်ညာတယ်ပေါ့နော်ဒီ online shopping မှုတွေကိုသူတို့သွားကြည့်တယ်ပေါ့နော် အဲဒီဟာမျိုးတွေတို့လောက်ကြတယ်ပေါ့လေနော်ပြမယ်နော်โอเคပါဒါကိုရီးယားနိုင်ငံရဲ့ဒါတို့တွေအပန်းဖြစ်နေတိုင်းမှုပုံတရာပေါ့လေနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့ရှင်းပြမယ့်ပုံစံလေးကိုတစ်ချက်လောက်ကြည့်ကြအောင်ဒီမှာတော့ဘာပြောထားလိုက်ပေါ့နော် Jew ဆိုတာကယက်သက်တစ်ပတ်ပေါ့နော်ယက်သက်တစ်ပတ်မှာတဲ့နော်ဒီ52နာရီတိတယ်နော်52နာရီနော် ဂူမှုချက်ကတဲ့အလုံးလို့ရတဲ့စနစ်ကောင်နော်ဒီ52နှစ်ကြီးအလုံးလို့ရတဲ့စနစ်ကောင်ကောနော်အာနော်ချောင်းချတွဲကိုဆိုတာကဘာလဲဆိုရင်အတကြီးအခြေတကျဖြစ်ပြီးကိုရီးယားနိုင်ငံမှာတပတ်ကို52နှစ်ကြီးအလုံးလို့ရတဲ့စနစ်ကအခြေကျအာနော်အခြေခံကျပြီးနော်ဒီလိုမျိုးနော်အခြေတကျအခြေတကျဖြစ်ပြီးတော့ဘောနော်ချူတွဲခွင့်ရှိကန်းဆိုတဲ့ရုံတက်ရုံစင်းချိန်ကိုတဲ့ထားလျော့ချော့ကရိုးဆိုတာကလိုအပ်တယ်လို့ဖြစ်ပါတော့ လိုအပ်တယ်လို့စွန်တခါစဉ်ညရွေးချယ်နိုင်တဲ့သူတို့ပြောတယ်နော်တပတ်ကို52နာရီလောက်လောက်ရမယ်ရုံးတက်ရုံးစင်းချိန်ကိုလိုအပ်တယ်လို့ရွေးချယ်နိုင်တဲ့ယူယောင်းခုမှုချက်ယူယောင်းခုမှုချက်ဆိုတာကလွတ်လပ်တဲ့လွတ်လပ်စွာအလုံးလုံးကန်တဲ့စနစ်နော်လွတ်လပ်တဲ့အလုံးလုံးကန်တဲ့စနစ်ကတော့တဲ့ဟွာသွဲညွန်စောဆိုတာကဘာလို့ချက်ထွင်လာရင်နဲ့ဟန်ကူခင်ကိုရီးယားကိုရီးယားလူမျိုးတွေရဲ့ အဲယောဂရှိကန်းဤအပန်းဖြေတဲ့အခြေအနေကတော့နူရောနာကိုအိပ်စွမိသားစီပဲလဲဆိုတိုးပွားလာပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တဲ့အဓိပ္ပာယ်ကယူယွန်းခုမှုကျဲယူယွန်းခုမှုကျဲဆိုတာကဘာကြီးကိုပြောချင်တာလဲပေါ့နော်အဲ့ဒီယူယွန်းခုမှုကျဲဆိုတာကလေအဲဥမာဆိုကြပါစို့တချို့သောသူတွေကနော်တချို့သောသူတွေကနော်ဟိုဘယ်လိုပြောမလဲနော်ကြောင်းတက်ရတယ်အဲ့တော့သူတို့တွေကညနေပိုင်းမှာအလုပ်ဝင်ရတယ် ဒါပေမဲ့တော့ညနေပိုင်းမှာအလုံးဝင်လာတယ်ကျွန်တော်တို့ကအလုံးလုံးမယ်ဆိုရင်ပုံမှန်ကျွန်တော်တို့စိတ်ထဲမှာတည်ထားတာပြားနော်မနက်ရှင်းနဲ့ညနေမှာဆိုရင်ညနေ9:00နာရီတိအလုံးလုံးရအောင်မယ်အဲတချို့တွေကြတော့အဲ့လိုမဟုတ်ဘူးတချို့တွေကြတော့ part time လုပ်ရတဲ့သူတွေရှိတယ်တချို့တွေကြတော့ကိုယ်အလုံးလုံးပြီးသွားပြီးကျောင်းကနေပြန်လာပြီးသွားလို့ရှိရင်ကျောင်းကနေပြန်လာညနေပေါ့နော်3:00နာရီပြန်လာလို့ဆိုကြပါတော့ဗျာ3:00နာရီညနေမှာဆိုရင်ည8:00နာရီတိအလုံးလုံးရတဲ့နော်ဒီကုမ္ပဏီတွေလည်းရှိတယ်ဖြစ်ဆိုရတော့လေဟိုကုမ္ပဏီကိုမသွားဘဲနဲ့အိမ်မှာ home stay လीကျွန်တော် covid ကာလမှာလीအ home stay လုပ်ခဲ့ရတယ်လေနော်ကုမ္ပဏီသွားခဲ့မလို့ပဲနဲ့အိမ်မှာအလုပ်လုပ်ရတယ်သူတတ်မှတ်ထားတဲ့အချိန်တစ်ဘက်ကိုဘယ်နှစ်နာရီလောက်အောင်လဲဆို52နာရီပြည့်ရမယ်မိမိရဲ့အလုပ်ဟိုကြိုက်တဲ့ဆိုရင်လို့ပြတာတကောင်လေးတကောင်ချိန်နဲ့ပြတာတကောင်ရင်ကြီးနဲ့ထပ်ပြီးတော့အလုပ်လုပ်လို့ရတယ်စနစ်အဲ့ဒီစနစ်ကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်ယူရန်ဂုံငူချဲဆိုပြီးတော့ကျွန်တော်ခေါ်ပါတယ်ဗျာနော်လွလဆလိုအလုလုံနိုင်တဲ့စနစ်ဒါပေမဲ့တော့တပတ်ကိုဘယ်လောက်လောက်အောင်လဲဆိုရင်52နာရီလောက်လောက်အောင်မယ် ကုမ္ပဏီလိုလာလဲရတယ်သုံးဖို့မိမိအိမ်မှာမိမိအလုပ်လုပ်လို့လည်းရတယ်ဒါပေမဲ့အလုပ်လုပ်တဲ့အချိန်ကြီးဘယ်လောက်ရှိနေရမလဲဆိုတော့52နာရီရှိရမယ်မနော်အဲ့လိုမျိုးအလုပ်အလုပ်စနစ်ကိုတဲ့နော်ဟိုထက်အောင်မျိုးဆိုတော့ချက်ထင်လာရင်တဲ့ကိုရီးယားလူမျိုးတွေရဲ့ယောဂအချိန်ခန်းကြီးဆိုတော့ဗာလဲအပန်းဖြစ်အနားယူတဲ့အချိန်ကတော့ညလုံးနာကိုအစ်စမီတာကြီးဗာလဲဒိုဝါလာလည်းရှိပါတယ်ဗောနေနော်အဲဒီမှာတော့ပြောထားတယ် မွန်းနောက်ချဲယူခေါင်းခေါင်းကိုမွန်းနောက်ဆိုတာကရည်ချင်းကိုချဲယူဆိုတာကအားကစားနဲ့ခေါင်းခေါင်းကိုဆိုတာကခီးသွားဌာနနော်ရည်ချင်းမွန်းနဲ့အားကစားအဲနော်ခီးသွားဌာနနေမှာတစင်းတယ်နော်2023ရဲ့တဲ့ရှီရှီဟန်ဆိုတာကလွတ်ဆောင်ခဲ့တဲ့နော်အဲဂူမီယောဂဟွာတုံဂျိုစာအဲတာရုမြွန်းဆိုတာကအာပြည်သူပြည်သားတွေရဲ့အပန်းဖြေလှုပ်ရှားမှုစစ်တမ်းတွေအရာတဲ့ပြောရမယ်ဆိုရင်ပေါ့နော်ဟန်ဂူခင်း ကိုရီးယားလူမျိုးတွေရဲ့ဖြုံးကူဆိုတာပြင်းမြောက်ပါမယ်နော်နော်ဖြုံးကူဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ကလည်းပြင်းမြောက်လीနော်အာပြင်းပြောက်တဲ့ကိုရီးယားလူမျိုးတွေရဲ့ဗောနော်အာနော်ဒီယောဂရှီကန်ဆိုတာကအပန်းဖြစ်နိုင်ယူတဲ့ချိန်ကတော့နော်ဖြောင်းကြီးဂျားရက်မှာဗောနော်ဂျားရက်ဆိုတာကကျွန်တော်တို့ကယုံတက်ရက်တွေကိုပြောကြတာတန်နေရက်တွေတောက်ကြဆိုတော့နော်ဒီယုံတက်ရက်မှာဆိုရင်ဗောနော်3.5နော်3.6နာရီရှီကန်ဆိုတာကကြာချိန်ဖြစ်တဲ့ ယုံတက်ကျွန်တော်ယုံတက်ရတဲ့ကာလဖြစ်တယ်တနင်္လာနေ့တောက်ကြဆိုရင်တော့တို့ရဲ့အပန်းပြေအချိန်ကြီးဘယ်လောက်ပဲရှိတော့3.6နာရီပဲရှိပါတယ်ပေါ့လေနော်3 by 6ကျွန်တော်4နာရီတော့မပြေပါဘူးနော်တို့ရဲ့တစ်ပတ်တစ်ပတ်မှာအနာကြီးဒီအပန်းပြေရတဲ့အချိန်ကအနာအပန်းပြေအနာကြီးပါတဲ့အချိန်က4နာရီတော့မပြေပါဘူးဂျူမားဆိုရယ်စနေနေ့နေ့ပိတ်ရပေါ့နော်စနေနေ့နေ့ပိတ်ရမှာဆိုရင်တော့5.5နာရီတော့ဟုတ်နော်ဟမ်လီဒါပြောကြပါတယ်ဒါက 2023အရကျွန်တော်စစ်တမ်းကောက်ကိုရီးယားလူမျိုးတွေကိုစစ်တမ်းကောက်ရတဲ့အခါမှာဂျာယက်မှာအပန်းဖြစ်မှုအချိန်ကြီးဘယ်လောက်ပဲရှိတယ်3.6နာရီပဲရှိတယ်ပိတ်ရက်မှာအနားယူတဲ့အချိန်ကြီးဘယ်လောက်လဲ5.5နာရီပဲအဲ့တော့အချိန်ပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့သူကထပ်ပြီးပြောထားသေးတယ်ကိုရီးယားလူမျိုးပေါ့နော်10ယောက်ကိုရီးယားလေရော်လီမြောင်းဆိုတာကျွန်တော်10ယောက်ဟန်ကိုကင်းရော်လီမြောင်းဆိုတာကကိုရီးယားလူမျိုး10ယောက်မှာတဲ့ခေါင်းသဲဆိုတာအလေလောက်ပေါ့နော်ရော့ဆော့မြောင်းဆိုတာက6ယောက်ကတော့ ဆယ်ယောက်မေးရင်အလဲလက်ဖြစ်တဲ့6ယောက်ကတော့ဘောနော်ဂျာရှင်းဒီဂျူးရီနော်မွန်းတာဂျာရှင်းဒီဂျူးရီနော်မွန်းတာကျွန်တော်တို့အတွဲလိုက်ဘာသာပြန်မရမှာနော်ခွဲပြီးတော့ဘာသာပြန်လို့မရပါဘူးနော်ဂျာရှင်းဒီဂျူးရီနော်မွန်းတာဆိုတာကဘယ်လိုပြောမလဲနော်အာမိမိတို့ရဲ့ကိုပိုင်ဒလစ်ကိုပိုင်ရည်ကြည်မှုကိုပိုင်ထုံးလန်းစင်တာနှစ်ယောဂါဆိုတာကကျွန်တော်တို့ဘာလဲဆိုလို့ရှင်အပန်းပြေနေထိုင်မှု မိမိတို့ရဲ့ကိုပိုင်ဓလိယဉ်ကျေးမှုနဲ့အပန်းပြေနေထိုင်မှုမှာပေါ့နော်မန်ချိုခါကိုဆိုတော့ကစိုက်နှစ်တက်ကြပြီးတော့အီနွန့်ရှိနေတဲ့ကော့စထရိုအရာကိုတဲ့နာထာနာစမီတာလေးဖော်ပြပေးထားပါမယ်အဲ့တော့ဒီလေဂျာချင်းနဲ့ဂျူကင်းနုံမွန်တော်ဆိုတော့ကဘာပြောချင်တာလဲဆိုရင်ဥမာသူကြပါဆိုဟိုဟိုနော်ဟိုမြန်မာလူမျိုးတွေဆိုလို့ရှိရင်တော့ဒါအလုံးအနေပြန်လာတယ်ဘာလို့လဲ TikTok ကြည့်တယ်ဖုန်းကြည့်တယ်ဗောနော်ဒီလိုမျိုးတွေကျွန်တော်လောက်တယ်ပေါ့လေနော် အဲကိုရီးယားလူမျိုးတွေဆိုတော့ဘာလုပ်လဲပေါ့နော်ကိုရီးယားလူမျိုးတွေကဆိုသူတို့အဲ့လိုအားတဲ့အချိန်ချိန်မှာဆိုရင်သူတို့ဘာလုပ်လဲစာအုပ်ဖတ်တယ်နော်သူတို့ရဲ့တခြားသောဘာသာရပ်တွေကိုသူတို့လေ့လာတယ်နော်အဲ့တော့မိမိတို့ကြိုက်နှစ်သက်ရမိမိတို့ရဲ့ယဉ်ကျေးမှုကနော်မိမိတို့ရဲ့ဒလိထုံနှံအနာယူပုံတွေဥပမာဆိုတော့နော်ဒီအင်ဒိုနီးရှားတွေဆိုလဲဘာလုပ်လဲအင်ဒိုနီးရှားဆိုသူတို့အားလက်ချိန်မှာသူတို့ဘာလုပ်လဲသူတို့ရဲ့ဟိုကျမ်းစာဖြစ်တဲ့ကိုရန်နော်ဒီကိုရန်စာအုပ်တွေဖတ်တယ်သူတို့ရဲ့ဖျား နော်ဖရာရဲ့ဝင်းကြီးတော်တွေနဲ့ညီပါလေနေတယ်မြန်မာပြည်လူမျိုးတွေဆိုတော့ဘာလို့လဲဟောအလုံးအနေပြန်လာတယ်မိမိတို့ရဲ့နေထိုင်မှုဒီဘာဖြစ်မှာတရားနာရှင်လားသို့မဟုတ်ပဋ္ဌာန်းယွတ်တာလားဒီလိုမျိုးနော်မိတို့သက်ဆိုင်ရာကညီချင်းမှုတွေရဲ့ပန်းပြင်းနေထိုင်မှုမှာတဲ့မန်ကျုခါကိုဤနှုံးဆိုတာကဘာလဲဆိုစစ်ကျင်တတ်မှုရှိနေတယ်ဆိုတဲ့အရာကိုပိုင်လေပေါ်ပြပေးထားပါလေတဲ့တူဟန်ဆိုတာကအခုပြင်ပေါ်လေနော်ဟန်ဟန်ကုကင်းတတိကိုရီးယားလူမျိုးတွေကတော့ဂါဂျာမာနီဟာနွန်ယောဂဟွာတုံအဲ့ အများဆုံးလောက်ကြတဲ့ယောဂဖွားယောဂဖွားတုံးဆိုတာကဘာလဲအပန်းမြေနေထိုင်မှုနဲ့နော်ဒဲပတ်သက်ပြီးတော့ဂျိုးစာဟန်ဂျောကွာဆိုတာကစစ်တမ်းကောက်ယူခဲ့တဲ့ရလတ်အနေဖြင့်ဘာကြီးလဲဆိုရင်ကိုရီးယားလူမျိုးတော်တော်များများနော်အများတော်တော်များများကနော်လုံနေကြတဲ့အပန်းမြေနေထိုင်မှုနဲ့ပတ်သက်ပြီးတော့သူတို့ဘာလုပ်လဲဆိုတော့စစ်တမ်းကောက်ယူခဲ့ပါတယ်စစ်တမ်းကောက်ယူခဲ့တဲ့ရလတ်တစ်ခုအနေဖြင့်ကတော့တဲ့ဘာလဲဆိုရင် เออเนาะ TV ရှင်းချောင်း TV ဆိုတာက TV အစီအစဉ်ကိုရှင်းချောင်းဆိုတာကစောက်ကြည့်ခြင်းညီမတို့ပြောရမယ်ဆိုရင်တော့ဂျုံမုံကည9:00ဆိုဂျုံမုံကကြည့်တာဇလန်းတွဲတွေ TV အစီအစဉ်ကိုစောက်ကြည့်ခြင်းဒါဘလောက်ကြာခိုင်နှုန်းရှိတယ်ဆိုတော့60.8ရာခိုင်နှုန်းနေပြေပေါ့เนาะဂါဂျန်တုတ်ကယ်ဆိုတာကမြန်မာလို့နေပြေတဲ့နာထာနာစမီတာဒီဖော်ပြပေးထားပါလေပေါ့နော်เนาะစစ်တမ်းနေရာတို့ပါလေတွေ့ရှိရတယ်ပေါ့နော် နောက်တစ်ခုကဘာလဲဆိုရင် sunset ဆိုတာကညောင်ပညာပြလမ်းလျှောက်ခြင်းနဲ့ cookie လမ်းလျှောက်ခြင်းဟောဘောနော်43.5ရာခိုင်နှုန်း mobile contact mobile မှာ contact နေရေးတာဟာလားဒီစာရေးရေးတာဟာလားကျွန်တော်ဘာလဲဆိုလို့ရှိရင် tiktok တွေအတွက်နော်စာသားတွေလောက်တာဗီဒီယိုတွေလောက်တာတွေနော်ဒီလိုမျိုးတွေနေတဲ့ OTT ရှင်းချောင်းဆိုတာ OTT ရှင်းချောင်းဆိုတာက online ပေါ်ကနေမှတစင်ဓာတ်ရိုက်ကြည့်ရှုတာဟာလားအဲဘယ်လိုပြောမလဲအဲနော်ဥမာဟိုဟို ဥမာသူကြောက်ကညီမလိုပရိကနော်လိုက်ကြည့်တာလို့လေလစ်ကြည့်တာလားဘယ်လိုလဲနော်အဲဒါအောင်ဒါဘာဒိုင်ရိုက်ကြည့်ရှုခြင်းပေါ့နော်အ OTD ရှင်းချောင်းဆိုတော့ကဒိုင်ရိုက်ကြည့်ရှုခြင်း still ရုပ်သံအစီအစဉ်တွေဥမာသူက academy ပြီးပွဲတွေဟာလားနော်ရုပ်ရှင်အခမ်းအနားစုပြီးပွဲတွေကိုဒိုင်ရိုက်ကြည့်ရှုခြင်းကဘယ်လောက်ရခိုင်နှုန်းရှိလဲဆိုရင်43တသမ3ရာခိုင်နှုန်းပြည့်တဲ့ဂုတူရဲ့အဲ့ဒီနောက်အနေဖြစ်ပါလေဆက်ဆက်နေပါတယ်ပေါ့နော်အဲ့ဒီနောက်ဘာဖြစ်နေလဲဆိုရင်ဆက်ဆက်နေပါတယ်တဲ့ နော်အဲ့ဒါတော့ဘာပြောထားလဲဆိုတော့နံပါတ်1ဒီကိုရီးယားလူမျိုးတွေရနော်အပန်းမြေနေတိုင်းမှုဟာအပန်းမြေနေတိုင်းမှုစစ်တမ်းကောက်ယူတဲ့အခါနံပါတ်1အများဆုံးဒီ TV အစီအစဉ်တွေကြည့်တာဒီ60.8ရာခိုင်နော်အပြည့်အများဆုံးအမြင့်ဆုံးပိုင်းလဲဖော်ပြပေးထားပြီးတော့လမ်းလျှောက်တယ်နော်အအညောင်းပြည့်အညောင်းပြည့်ရပြည့်လမ်းလျှောက်ခြင်းနဲ့ cookie ဟာလားဘယ်လိုပဲလဲလမ်းလျှောက်ခြင်းတွေကတော့53.5 mobile content ချက် mobile content တွေလောက်တာနဲ့ OTT ရှင်းချောင်းဆိုတာနော်ဒီဒီနော် diet ရုပ်တံတွေကြီးရှုခြင်းကတော့43.3အရာဂိုင်းနှုန်းဖြစ်အဲ့ဒီအနောက်မှာနေဖြစ်ဆက်ဆက်နေပါတယ်တဲ့ EO ဆိုတာကဆက်ဆက်ပြီးတော့တဲ့ chapter ဆိုတာကကျောင်းနေတဲ့စကားစာမီပြောခြင်းထုံဝါဟာပြီးဖုံပြောခြင်းတွေကတော့32.8အရာဂိုင်းနှုန်းရှိတယ် shopping shopping zero attraction နဲ့ဝယ်ရှိဆိုတဲ့ပြင်မအစားအစာလျှောက်စားခြင်းကတော့26.3%ရာခိုင်နှုန်းရှိပါတယ်ပြီးရင် internet concept internet ပေါ်မှာအကြောင်းအရာတွေရှာဖွေခြင်းမိမိသိခြင်းနဲ့အကြောင်းအရာတွေရှာဖွေခြင်းနဲ့ ရောင်းဆောင်ဆိုတာကဗီဒီယိုတွေပေါ့နော်။ဘာလဲဆိုရင်ဖြန့်ကျစ်ဖြန့်ကျစ်ဖြန့်ကျစ်ဆိုတာကရောင်းဆောင်ဖြန့်ကျစ်ဆိုတာကဘာကြီးလဲဆိုလို့ရှိရင်ဗီဒီယိုတွေတီးဖြတ်ခြင်း editing လုပ်ခြင်းပေါ့နော်။ဒီလိုမျိုးညာတွေကတော့25.3နေ3နဲ့ပြင်ပါလို့ရှိရင်ချင်းကိုကတငယ်ချင်းနဲ့မန်နမ်ဆိုတာကပေးဆိုခြင်းကတော့22ရာခိုင်နှုန်းလို့နော်။ဆွန်နီယောစမီတာဆွန်နီယောဆိုတာကကျွန်တော်ဗါလဲအစင်လိုက်ဖြစ်ကြတယ်။ Okay နော်။အဲ့တော့ကျွန်တော်တို့အဝေးကြီးမကြည့်ပါနဲ့ကျွန်တော်ဒီမှာဒီဇာကြီးကိုပဲကြည့်ကြည့်ပါအဲဇာကြီး ဲ့ဒီဇာတ်ကြီးမှာကျွန်တော်တို့ကဘာများလုတ်ထားလဲဆိုလို့ရှိရင်သူကနှစ်နေလိုက်လို့ပြောထားတယ်2020နှစ်တုန်းကအပန်းပြင်းနေတိုင်းမှုဒီเนาะအဲเนาะအပန်းပြင်းနေတိုင်းမှုဒီဘလောက်50.5ရာခိုင်နှုန်းပြီးရင်2021 2021လဲကြတော့ဘာဖြစ်လဲရောနေသွားတယ်။ဘာကြောင့်ရောနေသွားလဲဆိုရင်ကိုရိုနာရှိကူတဲမုန်းနဲ့ဟာလာအဲကိုဗစ် -19 ကြောင့်ပေါ့နော်ဒီမှာအပိုင်းပြည်ဒေသမှုကရော့သွားတယ်လူတွေဆေးချင်းကျလာတယ်။အဲဒီနောက်မှာဆိုရင်တော့ကျွန်တော်တို့ဘာလဲ2022လဲရောက်လေရောက်ပြီးတော့လည်းမြင့်လာတယ် 2023ကိုပို့ပြီးတော့ဗာလေမြင့်လာတယ်ပန်းပြင်းနေလိုက်မှာဘာကြောင့်လဲကိုရိုနာတဖြည်းဖြည်းကင်းလာပြီเนาะဒီကစဉ်းစားကြည့်မယ်ဆို2023တော့ဆိုရင်လူတွေတော်တော်များများစိတ်ပြင်းလာတယ်ဗောနော်အဲ့ဒီမှာဆိုရင်တော့သူတို့ကိုရီးယားเนาะကိုရီးယားလူမျိုးတွေကအများဆုံးလုတ်တဲ့เนาะဒီဒီဘယ်လိုစစ်တမ်းဗောနော်ဘာရှိလဲဆိုတော့ TV TV ကြည့်တာဒီ68.3 TV အစီအစဉ်ကိုစောက်စောက်စောက်ကြည့်ခြင်းဒီ60.8ရာခိုင်နှုန်းရှိတယ် နော်လမ်းလျှောက်ခြင်းနဲ့လမ်းလျှောက်ခြင်းတွေကတော့43.5ပြီး mobile contraction နဲ့ OTT ဟာလား online မှာဓာတ်ရိုက်ကြည့်ရှုရှင် content တွေလုတ်တယ်နော်ဒီနော်ဒီဓာတ်ရိုက်အကြီးအစီအစဉ်တွေကိုဓာတ်ရိုက်ကြည့်ရှုတာဒါတွေက43.5စကားပြောခြင်းနဲ့စကားပြောခြင်းနဲ့ထုံဝဟာကီဖုံးပြောခြင်းကတော့32.8ရာခိုင်နှုန်းရှိတယ် shopping shopping ဆိုတာကကျွန်တော်ဗာလဲဈေးဝယ်ထားခြင်းနဲ့ပြင်ပအစားအစာရှောက်ဆွားခြင်းကတော့26.3 인터넷검사네염산 job 음너편집수라가그러발라인터넷거마아장야리샤퀸미미띠로래아장야리샤퀸진네배인욕신리띠펴진네ပြင်းနဲ့ချင်းကူမန်နန်းဆိုတာကတငယ်ချင်းတွေးဆောင်ခြင်းပေါ့လေနော်။ဒါ2023ခုနှစ်ရဲ့စစ်တမ်းအရာပြောထားတာပေါ့နော်။ဒီမှာじゃん။ဂူမင်းယောဂါဖွားတုံစူစာအနေမှာတစဉ်ကိုရောပြောထားခြင်းဖြစ်ပါလိမ့်မယ်ပေါ့နော်။ Okay ရရမယ်နော်။ Okay ပါ။အဲ့တော့ကျွန်တော်ဒါလေးကိုအတူောက်လေးပြန်ပြီးတော့ပြပြခြင်းမယ်။ ကိုရီးယားနိုင်ငံဒီတပတ်ကို52နာရီအလုံးလုံးကောင်ရတဲ့စနစ်ကတော့နော်အမ်ဘာလို့ဆိုအခြေတရားဖြစ်ပြီးတော့ချူတက်ခွန်ရှိကရုံးတဲ့ရုံးစင်ရင်ကတော့လွတ်လပ်တယ်လို့ရွေးချယ်နိုင်နဲ့ဟလာယူယွန်းကုမှုချေဆိုတာကလွတ်လပ်စွာအလုံးလုံးနိုင်တဲ့စနစ်ကဟွာတဲဟာမြန်စောဟွာတဲဟာမြန်စောဆိုတာကချက်တင်လာရင်းနဲ့ကိုရီးယားလူမျိုးတွေရဲ့ဒီအပန်းပြေနေထိုင်မှုအချိန်ကတော့ပိုင်လဲတိုးပွားလျက်ရှိကြပါတယ်တဲ့လာပြီနော်နော် ဒီရင်ကျေးမှုနဲ့ဗောနောမွန်းတော့အချိန်ဆိုတော့ရင်ကျေးမှုနဲ့အားသာဒီဝန်ကြီးဌာနနေမှာတဆင်းတဲ့2023ရနော်2023နှစ်မှာရှိရှိရန်စွာကလှုပ်ဆောင်ခဲ့တဲ့ပြည်သူပြည်သားတွေရဲ့ပန်းဖြေလှုပ်ရှားမှုစစ်တမ်းတွေရပြောရမယ်ဆိုလို့ရှိရင်ဗောနောကိုရီးယားလူမျိုးအဲကိုရီးယားလူမျိုးတွေရဲ့နော်ပြန်ပြဒီယောဂရှိခန်းဆိုတော့ပန်းဖြေနေထိုင်တဲ့အချိန်ကတော့ဂျာရက်ကာလာဗောနောဒီယုံတက်ရက်ကာလာတွေဖြစ်တဲ့တနင်္လာတို့တောက်ကြနေမှာဆိုရင်3.6အရာခိုင်နှုန်းရှိ 3.6အချိန်เนาะနိုင်အားဖြင့်ကြာပြီးတော့တဲ့ပဲ့ရမှာဆိုရင်တော့9.5ဟလာအချိန်ကြာတယ်လို့ပဲပြောကြပါတယ်ဘောနော်ကိုရီးယားလူမျိုး10ယောက်မှာအလဲလက်ဖြစ်တဲ့6ယောက်ကတော့ဂျာရှင်နီဂျူဂီနိုမွန်နော်ဆိုတာကမိမိတို့ရဲ့ကိုပိုင်ဒလိရင်ကျင်းမှုနှစ်ဘောနော်ယောဂဆန်းွားဆိုတယ်ဘာလို့ဆိုတော့အပန်းပြေနေထိုင်မှုမှာမန်ကျုခါကိုအီနွန်ဆိုတာကဘာလို့ဆိုလို့ရှိရင်အဲစစ်ကျင်ထမှုရှိတယ်ဆိုတော့အရာတွေနှစ်ဖြစ်တဲ့ဖော်ပြပေးထားတယ်ဘောနော် သူကသူ့အပြင်ကိုရီးယားလူမျိုးတွေကအများဆုံးလောက်ကြတဲ့ယောဂဟွားတုံပဲဒေဟန်ဆိုတာကဘာလို့လဲဆိုတော့အပန်းဖြေတောက်ရှားမှုနဲ့ပတ်သက်ပြီးတော့ဟာလားဘာလို့လဲဆိုတော့ဂျိုဇာဟန်ကျော်ကွာဆိုတာကစစ်စစ်ခဲ့တဲ့ရလတ်တစ်ခုအနေဖြစ်စင်တော့ဘာလို့ရှိလဲဆိုရင်အစီစဉ်လေးရှောက်ကြည့်ခြင်းပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာဘာလို့ရှိလဲဆိုရင်အဲ TV အစီအစဉ်ကို စောက်ကြည့်ခြင်းเนาะဒါ9နိုင်လာမယ်ဆို9နိုင်ကချိန်ကိုစောက်ကြည့်ခြင်းက60.8ရာခိုင်နှုန်းဖြင့်အများဆုံးဖော်ပြထားတယ်ပြီးရင်အဲညောင်ပညာပြည်နှစ်လမ်းလျှောက်ခြင်းတွေကတော့43.5ပြီးရင် mobile connection နဲ့ OTT ဟာလားအစီအစဉ်တွေကိုဓာတ်ရိုက်ကြည့်ခြင်းကတော့ကျွန်တော်ဘာလို့ဆိုရင်43.3ရာခိုင်နှုန်းဖြင့်အဲ့ဒီနောက်မှာရှိနေရရှိပါတယ်တဲ့ဒီ also ကဆက်ဆက်ပြီးတော့ပါလေတော့စကားစားမိပြောဆိုခြင်းကြောင်းရရစကားပြောခြင်းရှိအောင်တော့ဖြစ်နေပြောတာเนาะဘုမထုံးအားဖြင့်ဖုံးပြောခြင်းကတော့32.8ရာခိုင်နှုန်း shopping နဲ့ဝယ်ရှိပြင်ပအစားအစာတွေရှောက်စားခြင်းကတော့26.3 internet consumption ဆိုတဲ့ internet မှာအကြောင်းအရာတွေရှာဖွေခြင်းရောင်းစမ်းဖြန့်ကျင်းဆိုတဲ့ viewing video တွေကိုတီးဖြတ်ခြင်းကတော့25.3နှစ်ချင်းကိုပါတငယ်ချင်းတွေနဲ့ချင်းကိုအာချင်းကိုရဲ့တငယ်ချင်းတွေရဲ့မနာတွေးဆခြင်းကတော့22ဒါသမား22ရာခိုင်နှုန်းဆိုပြီးတော့အစဉ်လိုက်လည်းတရှိနေကြပါတယ်။ကြမနော်။အဲ့တော့ကျွန်တော်ထပ်ပြီးတော့သွားကြည့်ခြင်းမယ်။အော်တိုဘိုက်ကိုထပ်ပြီးတော့သွားကြည့်မယ်နော်။ 아르바이마가 저런 발표를 하려면, 에, 아르바이가자로 한국에서 코리안에 넘어갈 일과 알렁네, 어, 설마, 하여튼 알렁네, 사메스라가 바와에, 조에로운, 어, 조에로운스라가 어, 라이언이트의 무고래, 구기영스라가 한자니 무고. 라이언이트에서 한, 에, 한, 음, 뭐라 그러면, 라이언이트, 더는 라이언이트에 ဘဲလန့်ပူယောင်းဆိုတာဘဲလန့်ဟန်ချက်ညီမှုကိုတဲ့နော်ဂျွန်းရှင်းဟာနော်အဓိကထားတဲ့စာဝယ်ချုပ်ဘုံဝင်ကြီးဆိုတာကဘာလို့တော့လူမှုပတ်ဝန်းကျင်ကပေါ့နော်လူမှုပတ်ဝန်းကျင်ကလူမှုပတ်ဝန်းကျင်ကပေါ့နော်အာဟွာဟောက်ဆန်ဟာမျိုးဆိုနော်ဟောက်ဆန်ဟာဒီဘာတိပဲလဲဆိုလို့ရှိလို့ရှင်ချက်ထွင်လာရင်းနဲ့ပေါ့နော်ချက်ထွင်လာရင်းနဲ့ဖြတ်ချက်လာရင်းနဲ့အဲ့တော့ကိုရီးယားနိုင်ငံမှာကျတော့ဘာကြအလုံးနဲ့ဘဝအဲ့ဒီဟာကို လာယောညီထွေပြီးတော့ပေါ့နော်ဘဲလန့်ဆိုတော့ကျွန်တော်ကလည်းဟန်ချက်ညီအောင်လို့နော်အဓိကထားပြီးလှုပ်ဆောင်နေကြတယ်တဲ့နော်လူမှုပတ်ဝန်းကျင်ကိုတဲ့နော်ဘာလို့ဆိုရင်ဟော့ဆန်ဟာမျိုးဆိုတော့အဲ့ဒါချက်ထွင်လာရင်းနဲ့ယောဂရဲ့အပန်းပြေနေထိုင်ခြင်းအပန်းပြေမှုရဲ့ကြီး quality ကိုနိုဖီလီယောနွန်ဟာမြင့်တင်ရန်နဲ့ဆာရန်တရီလူတွေရဲ့ဘိုင်းရှင်စိတ်ဝင်စားမှုပေါ့စိတ်ဝင်စားမှုပေါ့နော်နိုဖာကြီးကိုအစ်စမီတာဒီပါတယ်ပဲလို့ရှင် မြင့်တက်လာလျက်ရှိပါတယ်အဲ့တော့ကိုရီးယားနိုင်ငံကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်အလုံးနဲ့ဘဝနိုင်ရောညှိတွေစွာဟန်ချက်ညီမှုကိုအဓိကထားတဲ့ဟုတ်တယ်နော်စာဝေကျော်ဘုံကြီးဆိုတော့ကကျွန်တော်ဘာလဲဆိုလို့ရှိလို့ရှင်လူမှုဆက်ဆံရေးပေါ့နော်လူမှုဆက်ဆံရေးပတ်ဝန်းနေပတ်ဝန်းကျင်အနေထားကိုဟောနော်ဖောက်ဆန်းဟာမျိုးစောဆိုတာကကျွန်တော်ပြောလို့ဆိုရင်ဖြန့်ကျက်လာရင်းနဲ့ချက်ထွင်လာရင်းနဲ့ ယောဂဆိုတာကအပတ်ပြည့်နေထိုင်ခြင်းရဲ့ yield quality ကို no pi leon nun ဆိုတာကဘာလဲဆိုလို့ရှင်မြင့်တင်ရန်ပေါ့လေနော်မြင့်တင်ရန်စာရန်သူရဲ့လူတွေရဲ့ဟာလားဝန်ရှင်းမြင့်ခွန်ရှင်းစိတ်ဝင်စားမှုတောင်းထုတ်ပြင်းတယ်နော်အဲ no kwa chi ကိုအစ်စစ်မိသားပြလဲမြင့်တက်လာပါတယ်နော်မြင့်တက်လာပါတယ်အလားပြီးယောဂရဲ့ခွန်နန်းဆိုတာကဒီအပန်းပြည့်နေထိုင်အပန်းပြည့်မှုတွေနဲ့ခွန်နန်းဆိုတာကတတ်ဆိုင်တဲ့ဂျောမွန်ဆော့ချော့ဂျောမွန်ဆော့ချော့ကြီးဟာလား ဂျောမွန်ဆော့ချောဆိုတာကကျွန်တော်ဘာလို့ဆိုရင်ပညာရေးဆိုင်အားစာအုပ်တွေကနော်ပန်းဖြေခြင်းနဲ့တက်ဆိုင်တဲ့ဂျောမွန်အင်းနော်ဆော့ချောကီပညာရေးဆိုင်အားစာအုပ်တွေကတော့နော်ချူကန်တွက်ကီတို့ဟာကိုဆိုတာကဘာလဲဆိုရီတာထုတ်ဝေလေးရဲ့အဲရီတာထုတ်ဝေခြင်းကိုလည်းပဲဟာကိုလုပ်ပြီးတော့ဗောနော်ဒေဟက်ကေဂွမ်လျောဆိုတာကနော်ဒီတက်ကတော်တွေမှာဗောနော် တတ်တူဒီမှာဗောနော်ဝမ်လျောဆိုတာကတတ်ဆိုင်တဲ့ဟက်ကွာဆိုတာကပညာရဲ့တင်ယိုးတွေကလည်းပဲတကယ်ဆိုဟောက်ကိုကေဆိုဟောက်ခီရိုဟိုင်ယိုစမီတာဒီဖွင့်လှစ်ခြင်းတွေကိုလည်းပဲပဲလဲလောဆောင်လာခဲ့ပါတယ်ဗောနော်ဒီဒီအပန်းပြေနေတာချင်းနဲ့ပတ်သက်ပြီးတော့လည်းပဲဒီနော်ဒီတတ်ကတူတွေမှာပညာရဲ့တစ်ခုအနေဖြင့်ပဲလဲဖွင့်လှစ်တင်ကြားဖွင့်လှစ်ခြင်းကိုလည်းပဲလောဆောင်လာခဲ့ပါခဲ့တဲ့ခွန်ဆိုတာကကြီးမားတဲ့ဘူတန်အော့ဖ်ရှိစွာကဝန်တော့ဝန်ဖို့မရှိပဲကြီးမားတဲ့ဝန်ဖို့ဝန်ဖို့ကိုတော့မရှိသေးပဲနော် ယောရရှိဆိုတာကအများစုကတဲ့ဂျူကိဆိုအင်နော်နှစ်ချိုက်စွာလှုပ်ဆောင်နိုင်တဲ့နော်ဖာခိုခိုဖူးဆိုတာကခေါရိုက်ခြင်းတုံးဟုတ်ဖူစာကွာဖူစံဘောလုံးကန်ခြင်းနဲ့ကတ်ထွန်စင်တူတဲ့ဒါယဟန်မျိုးစုံသောစပို့ချူရှိဆိုဆိုတာကအားသာဆိုင်ရာအသုံးဆောင်ပစ္စည်းတွေကိုလည်းပဲတဲ့ဟလားဘာလို့လဲဆိုလို့ရှိရင်နော်ဂျွန်ဆော့အတွက်ကိုအစ်စမီတာဒီဘာတွေပဲလဲဆိုရင်တိုးချက်တိစောက်လာလျက်ရှိပါတယ် အဲ့တော့ကိုရီးယားနိုင်ငံရဲ့နော်ဒီဘောလေနော်ဟိုအပန်းဖြေရင်းနဲ့ပတ်သက်ပြီးလို့ဆိုလို့ရှိရင်နော်ကိုရီးယားနိုင်ငံမှာကျွန်တော်ပန်းခြံနေတဲ့မှာဆိုရင်ဘာတွေရှိလဲဆိုလို့ရှိရင်ပေါ့နော်ဒီအပန်းဖြေဖို့အတွက်ပြည်သူပြည်သားတွေအပန်းဖြေဖို့အတွက်သူတို့နိုင်ငံအမှန်တကယ်တမ်းကြားတော့ပြဟိုနော်နင်မွန်းစရာတွေကြီးပဲနိုင်ငံတော့အဆင့်တော့မြင့်တယ်ကိုရီးယားနိုင်ငံဒီကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်တော့အဆင့်မြင့်တာမှန်တယ်ဒါပေမဲ့သူတို့နိုင်ငံစိတ်ငုံချက်ကိုကောင်းပါတယ်ဘာကြောင့်လဲအလုံးနဲ့အိမ်အိမ်နဲ့အလုံးအလုံးနဲ့အိမ်အိမ်နဲ့အလုံးအလုံးမလုံးရင်ကျွန်တော်ဘာဖြစ်မလဲ တေချာတယ်သူတို့ရဲ့ငတ်မှာဗျာနော်ဘလို့မလို့သူတို့နိုင်ငံသားငတ်မှာကျွန်တော်တို့ကတော့နော်မြန်မာနိုင်ငံသားနေပြပေါ့နော်ဟိုဘက်နိုင်ငံမှာသွားလို့300ဆိုလည်းဟုတ်တယ်300ဆိုလည်းဟုတ်တယ်ပေါ့နော်ဒီဘက်ချက်မှာကိုမြန်မာပြည်မှာလုံရင်တော့မရဘူးပေါ့လေနော်ဒါပေမဲ့လည်း300တိမြန်မာပြည်တက်ဆိုရင်တော့များနေတယ်ကိုရီးယားနိုင်ငံတက်ဆိုရင်တော့ဘာမှပြောပါလို့မရဘူးပေါ့လေနော်သူတို့နိုင်ငံမှာသူဘာလို့ဆိုတော့ ဘယ်ရပါပဲဖြစ်ကားတွေဆိုလဲ installment နဲ့ဝယ်ထားတာများတယ်တိုက်ခန်းတွေလည်း installment နဲ့ဝယ်ထားဟဲ့တော်တော်လာရတဲ့ပတ်စံတွေဒီပိုင်းလဲကုန်ဆုံးတာလည်းများနေတယ်နောက်သူတို့ပြန်ပြေးရတဲ့ဈေးကအရန်များနေတယ်အဲပြီးတော့လို့ရှိလို့ရင်ဘာတွေဖြစ်နိုင်သေးလဲဆိုလို့ရှိရင်ပေါ့နော်နော်ဟိုမိသားစုကြောင်းစီတွေရှိတယ်နော်မိမတော့ makeup ဖိုးတွေရှိတယ်နော်အစားစီတွေအသုံးစိတ်အာမခံရှုပ်ရှက်ခတ်နေတာပဲဗျာအမှန်တကယ်တော့ကျွန်တော်ဆိုကျွန်တော်ကိုရီးယားလူမျိုးမဖြစ်ချင်ဘူးကျွန်တော်ဒီအခုလိုမျိုးပေါ့နော်ထိုင်းလူမျိုး ထိုင်းရနေမှာဆင်သွားပြီးကိုရီးယားမှာအလုပ်သွားလို့မှာပြီးရင်ကိုနိုင်ငံကပတ်သက်အများကြီးရှာပြီးကိုနိုင်ငံကိုပြန်ပြီးပို့မယ်အကောင်းဆုံးကတော့ကိုနိုင်ငံကတော့ကိုအကောင်းဆုံးပဲပေါ့လေနော်နော်ကိုနိုင်ငံမှာလည်းအဲ့လိုငွေငွေနဲ့မြင်မြတ်လေးရရင်တိတ်ကောင်းမယ်ဒါပေမဲ့ကိုရီးယားနိုင်ငံကသူ့နိုင်ငံသားအတွက်ဆိုတော့မလွယ်ဘူးကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသားတွေအတွက်ဆိုတော့လွယ်ပါဘူးပတ်သက်ချာကောင်းတယ်ပေါ့လေနော်ဘာကြောင့်လဲသူတို့ဒီမှာကျတော့ဝန်ထုတ်ဖို့အရန်များတယ်အဲ့ကြောင့်မလို့နေရာတိုင်းမှာပန်းလေးတွေနော်စိုက်ထားပေးတယ်ဘာကြောင့်လဲသူ့နိုင်ငံသားတွေအလုံးနဲ့ဝန်နဲ့နော် ဘယ်လန့်ညီအောင်လို့အတွက်နော်ဒီအလုံးနဲ့သူတို့ရဲ့ဘဝတွေဘယ်လန့်ဟန်ချက်ညီအောင်လုပ်ဖို့အတွက်ဘာလို့လဲဆိုလို့ရှင်ဒီလိုမျိုးအပန်းပြေအနိုင်ယူရင်ဆိုတဲ့ quality ပေါ့နော်ဘလို့အနိုင်ယူရမလဲဘလို့မျိုးပေါ့နော်စိတ်ကိုအပန်းပြေလောက်ရမလဲဆိုတော့ကိုပြင့်တင်လာတပြည့်နဲ့ပဲလေပြင့်တင်လာလေးရှိပါတယ်ပေါ့လေနော်အဲ့တော့အော်တိုဘတ်ကိုပြန်ပြီးရှင်းပြရမယ်ဆိုလို့ရှင် ကိုရီးယားမှာအလုံးနဲ့ဘဝကိုနော်လိုင်ယောညီတွေစွာဖြစ်နော်ဟန်ချက်ညီဖို့အတွက်တဲ့နော်အဓိကအဓိကထားတဲ့စာဝယ်ချုပ်ဘုံဝင်ကြီးဆိုတာကလူမှုဆက်ဆံရေးပတ်ဝန်းကျင်ကိုတဲ့နော်နော်ဘာလို့လဲဆိုတော့ Hawk Sang Hamyun So ဆိုတာကဘာလို့လဲဆိုတော့ချက်ထွင်လာရင်နဲ့ယောဂါရဲ့ဆိုတာကဘာလို့လဲဆိုတော့အပန်းဖြေနေထိုင်ခြင်းရဲ့ Gel Quality ကို No Pi Leon နော်မြင့်တင်ရန်စာတန်းသူရဲ့လူတွေရဲ့ဘဝရှင်စိတ်ဝင်စားမှုတွေလည်းပဲ No Pa Chi ကို Isimita ဘာလို့လဲဆိုတော့မြင့်တက်လာလျက်ရှိပါတယ် ယောဂရဲ့ကွမ်းဟန်းဆိုတာကအပန်းပြင်းနေတိုင်းကြီးနဲ့သက်ဆိုင်တဲ့ဟလားအပန်းပြင်းခြင်းနဲ့သက်ဆိုင်တဲ့ဂျွန်မွန်ဟလားဂျွန်မွန်ဆော့ကျော်ဆိုတာကပါတော့ပညာရေးဆိုင်ရာအစအုပ်တွေကိုတဲ့ချူကန်သွက်ကီတို့ဟာကိုထုတ်ဝေလျက်ထုတ်ဝေခြင်းကိုလည်းပဲလုပ်ပြီးတော့เนาะဒေဟက်ကဲဆိုတာကကျွန်တော်တက်တူဒီမှာပေါ့เนาะဂွမ်းဂွမ်းလျော့တက်တက်တူဒီမှာပေါ့เนาะဂွမ်းလျော့ဆိုတာကသက်ဆိုင်တဲ့ဟက်ကွာဆိုတာက ဒီအပန်းမင်းကြီးအပန်းဖြစ်ခြင်းနဲ့သက်ဆိုင်တဲ့ဟာကွာပညာရေးတင်ယိုးတွေကိုလည်းပဲတဲ့ဂေဇောဟာကီတို့နော်ဖွင့်လှစ်ခြင်းကိုလည်းပဲဟာယောဟာယောစမီတာတွေပဲလည်းပြုလုပ်ခဲ့ကြပါတယ်တဲ့ခွန်ပူတာအော့ဖ်ရှီဆိုတာကကြီးမားတဲ့ဝန်တော့မရှိဘဲနဲ့ယောရရှိအများစုကဂျူကီဆူအင်နိုနှစ်ချိုက်စွာနော်ပါဝင်ကစားလို့ရနိုင်တဲ့ဘာလို့ဆိုလို့ရှိရင်ဖောက်ဘာလို့ဆိုဖောက်ကူကူဖို့ဆိုတာကဘာလို့ဆိုခေါင်းရိုက်တာပြီးပြီးရင်အခုတော့ဘာလို့ဆိုဖူဆာဆိုတဲ့ကျွန်တော်ဘာလို့ဆိုရင်ဖူဆဲကစားခြင်းတွေနဲ့ စင်တူတဲ့ပေါ့နော်အဒါရဟန်မျိုးစုံနဲ့ sport shoe resource ဆိုတာအားကစားဆိုင်ရာအသုံးဆောင်ပစ္စည်းတွေကိုလည်းပဲနော်အဂျွန်ဆော့တက်ကိုအစ်စမီတာဒီပါလေတိုးချဲဒီဆောက်လာတယ်အဲကိုရီးယားနိုင်ငံရဲ့ပန်းခြံတွေမှာဆိုတော့ basketball coin လည်းရှိတယ် skate coin လည်းရှိတယ်ဟာလားအကောလုံးရှိတယ်ဒါမှမဟုတ်ဒါသူတို့ရဲ့အပန်းပြေမှု lifestyle ကိုဖော်ပြခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနော်ဘာလုံးရမယ်လို့ထင်ပါတယ်ပေါ့နော်โอเคကျွန်တော်အဲ့ဆိုရင်ကျွန်တော်ဒီမှာပေါ့နော် Google မှာကျွန်တော်ပုံလေးတစ်ပုံတော့တွားပြီးတော့ကြည့်ကြည့်အောင်ပေါ့နော် မကြီးဒီပုံလေးညောဒီပုံလေးကြီးမယ်ဆိုလို့ရှိရင်ကျွန်တော်သိနိုင်ပါတယ်ပေါ့လေနော်နော်ဒီပုံလေးကြီးမယ်ဆိုလို့ရှိရင်ဒါဝရယနိုင်ငံရဲ့ဒါနော်ဒါတော်တော်များသည်ဒါတောက်ချာနေမှာဒီလိုပုံစံလေးတွေကျွန်တော်တွေ့နိုင်တယ်နော်တောက်ချာနေမှာသူတို့ကမ်ပိန်းထွက်တာပေါ့လေနော်မိသားစုတွေရုံကနေပြန်လာတဲ့ဒီလိုမျိုးလေးတစ်ခီးစဉ်ထွက်တဲ့စနေနေ့အထိသူတို့ထွက်တဲ့ပြီးတနင်္ဂနွေနေ့ကျပြန်လာတဲ့အိမ်မှာပြန်လာရတယ်ပေါ့နော်အာမိသားစုတွေအပန်းပြေထွက်တာ ကိုရီးယားနိုင်ငံမှန်တယ်ကတော့ပြဟိုအလုပ်တွေနဲ့အလုပ်တွေဆိုတော့လေစိတ်ဝင်ချက်တယ်ပေါ့နော်စိတ်ဝင်ချက်တယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ပျော်စရာပေါ့ဗျာလေနော်အဲတို့အနေနဲ့ဆိုရင်နေ့တိုင်းပိုင်းလောက်အလုပ်တွေပဲလုပ်နေရတယ်ဒီလိုချိန်လေးကိုတို့ဘာလုပ်လဲဆိုတော့အပန်းပြေအာအပန်းပြေထွက်ကြတယ်ပေါ့လေနော်အပန်းပြေထွက်ကြတယ်ပြီးရင်ကျွန်တော်ဒီမှာလေနော်ဒီလိုပွဲတော်လေးတွေကိုတော့ကြည့်တယ်မိသားစုတွေနဲ့အတူတူပါလေဆိုတော့အချိန်ကုန်ခံပြီးတယ်ပေါ့နော်နော်မိသားစုတွေနဲ့ကျွန်တော်ပါလေဆိုတော့အချိန်ကုန်ခံတယ် เนาะဒါကတော့ဟိုချမ်းသာတဲ့နိုင်ငံတွေမှာတော့ဟိုနကပြောရမလို့ဟိုအလုပ်ကြီးပဲတောက်လျှောက်လုပ်နေရတာဖြစ်တာမို့လို့เนาะစိတ်စိတ်အပန်းဖြေ relax လုပ်ဖို့အတွက်လည်း low at the volume เนาะအဲကြောင့်မလို့ကျွန်တော်မြန်မာတွေလည်းပဲထိုးနည်းလောက်ကောင်းမယ်เนาะကျွန်တော်မြန်မာတွေလည်းပဲကိုရီးယားနိုင်ငံရောက်တဲ့ခါကျရင်ဒီလိုမျိုးပွဲတော်လေးတွေတွားပါဒါမိသားစုကိုလွမ်းတာတွေအိမ်ဝလွမ်းတာတွေဖြစ်နိုင်တာဖြစ်တာမို့လို့เนาะဒီလိုမျိုးဟာလေးရှောက်ပြီးတွားကြည့်ပါစိတ်အပန်းဖြေရပါတယ်ပေါ့နော်โอเคပါအဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြတဲ့ဟာလေးကိုကျွန်တော်အားလုံးเนาะ နားလေသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ဗာလို့တော့မြင်မိပါလေပေါ့လေနော်အဲဘလို့နော်ဒီအခန်းလေးကတော့နည်းနည်းလေးပေါ့နော်ဒါကိုရီးယားကိုရီးယားနိုင်ငံမှာကျွန်တော်အလုပ်လုပ်ရတဲ့နည်းပတ်သက်ပြီးတော့ဘလို့ကိုရီးယားလိုမျိုးတွေဘလို့အပန်းဖြေယူနေလဲအပန်းဖြေနေထိုင်မှုဘဝလေးကိုဘလို့လုပ်နေလဲဆိုတော့ကိုဒါကျွန်တော်ပေါ်ပြပြပြီးသွားခြင်းပဲဖြစ်ပါတယ်ပေါ့လေနော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီမှာပေါ့နော်တချို့ဟာတွေကြတော့ဘာသာပြန်တာခက်ပါတယ်ပေါ့လေနော်ဒီဒီစကားစုတွေကိုကျွန်တော်ဘာသာပြန်မှုကြတော့ခက်ပါတယ်အဲ့တော့ လိုအပ်တာလေးရှိတယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဟိုဟိုအကောင့်ကိုဖြည့်ပြီးတော့ပဲတွေးလိုက်ပါဘောနော်ကျွန်တော်တို့ဒါဒါကျွန်တော်ကျွန်တော်အနည်းဆက်ဆုံးကိုတည်တဲ့ဘာသာရပ်လေးနဲ့အကောင့်ကိုဘာသာပြန်ပေးထားတာဖြစ်ပါတယ်ပေါ့နော်လိုအပ်တယ်ဆိုရင်တော့အဲနော်ဥပမာဖြည့်ပြီးတော့တွေးပေးပါအမှားရှိတယ်ဆိုရင်လည်းဗျာအိုနာပြောနော်ကြုံပြီးတော့ဒါကြည့်သွားပေးလိုက်ပါဒါမှမဟုတ်အောက်မှာဆိုင်ပေးနော်ဖေးပိုက်ကတော့အကိုကြီးနော်ဘလိုလေးဘာသာပြန်တော့ကောင်းပါတယ်ဆိုပြီးတော့ကျွန်တော်ကိုကွန်မန့်လေးပြေးတောင်းလို့ရပါတယ်နော်ကျွန်တော်အမှန်တကယ်ဆိုလို့ရှိရင်ကျွန်တော်နော်ဟိုဒီကကျွန်တော်ចောင်းသားတွေ comment တွေကိုကျွန်တော်ကြည့်ကြည့်ပြီးတော့ဗီဒီယိုတွေတင်ပေးရတာပို့ပြီးတော့ကျွန်တော်စိတ်ထဲမှာအာကောင်းတယ်ပေါ့လေနော်ကိုလုတ်ပြထားဗီဒီယိုလေးကိုဂျီနက်တယ်လို့ဝိုင်းပြီးပြောလာတာဖြစ်တာမို့လို့ကိုလည်းလောက်အောင်နှက်ပါတယ် Okay ဟိုကျွန်တော်ကိုနော်ဟို live လေးပေးတော့ပါဦးနော်တောင်းဆိုပါတယ် Okay အားလုံးကျေးဇူးတင်ပါတယ်